မြတ်စွာဘုရားဟောကြားတော်မူခဲ့တော်ကိုးကွယ်ခြင်းအစစ်မှန်ဆိုတာဘာကိုပြောတာလဲကျမတို့လူသားတွေဟာဟိုးလွန်ခဲ့တဲ့ကြောက်ခိကလေးကခြေတလုံးအိမ်တိုင်းဘဝနဲ့သွာလာနေကြရရင်တောကောင်ကြီးတွေရဲ့အနေအကနေကာကွယ်နိုင်ဖို့အတွက်အစုအသင်းအဖွဲ့နဲ့နေထိုင်လာခဲ့ကြပါတယ်။ဒီလိုနဲ့ရွာငယ်တွေမြို့ပြနိုင်ငံတွေပေါ်ပေါက်လာခဲ့ပြီးတော့လူအဖွဲ့ကြီးတွေလည်းတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ လူသားတွေစတင်ပေါ်ပေါက်လာပြီးဆိုကြတဲ့ကလောကကြီးမှာကြောက်စရာတွေများစွာလည်းရှိသလိုရယူပိုင်ဆိုင်ခြင်းနဲ့အရာတွေလည်းအများကြီးရှိလာခဲ့ပါတယ်။ဒီရေတက်ခြင်း၊မီးကြီးလောင်ခြင်း၊လေမုန်တိုင်းကျခြင်း၊မြေငလင်လှုပ်ခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေလည်းရှိသလိုမွေပိတ်၊ကြာစင်ရင်ပင်ခိုးသူပင်မချင်းမနစ်သက်တော်သူပင်စတဲ့တတလောကရဲ့ရံပြမှုတွေအိုနာသေးသေးတွေကြောင့်လူသားတွေရဲ့အတွင်းစိတ်ကကြောက်တက်လာပါတယ် အေဂျင်မှုချမ်းသာမှုကိုလိုချင်တက်မှတ်လာခဲ့ကြပါတယ်။ဒီလိုနဲ့ပဲကိုယ်ခွေရာကိုရှာဖွေလာခဲ့ကြပါတယ်။ဒါကုံမြတ်ဗုဒ္ဓကဘလို့ဟောကြားတော်မူခဲ့တယ်လဲဆိုတော့ဘေးရန်အနေအမျိုးမျိုးကိုစိုးရွံကြောက်လန့်နေကြကုန်သောလူတို့သည်တောင်တို့ကို၎င်းတောတို့ကို၎င်းအာရန်တို့ကို၎င်း အဓိကသစ်ပင်စာရောကိုးကွယ်ရာတို့ကိုလည်းကောင်းကိုးကွယ်ကြကုန်၏လို့အဓိပ္ပာယ်ရပါတယ်။လူတွေဟာတောတွေတောင်တွေထဲမှနေရင်းနဲ့သားရဲတွေရဲ့ရံကိုကြောက်တာကြောင့်တောဆောင်နဲ့တောင်ဆောင်နဲ့တို့ကိုကိုးကွယ်ခဲ့ကြပါတယ်။ပင်လယ်သမုဒ္ဒရာထဲမှာတန်ခါတဲ့အလုံးလုံးတဲ့သူတွေကသမုဒ္ဒရာဆောင်နဲ့ကိုကိုးကွယ်ကြပါတယ်။လယ်သမားတွေကမိုးနဲ့မင်းလေးနဲ့မင်းကိုကိုးကွယ်ကြပြီးသားသမီးလိုချင်တဲ့အမျိုးသမီးတွေကသစ်ပင်တွေမှာရှိတဲ့နဲ့ကိုစိတ်ကူးနဲ့ပုံဖော်ပြီးထင်ရမြင်ရာတွေကိုကိုးကွယ်ကုန်ပါတယ်။ ဒီလိုမျိုးလူသားတွေရဲ့ကဘာမှာကိုကိုွယ်စရာတွေအမျိုးပေါင်း16000နဲ့မနည်းပေါ်လာပြီးတော့ဘာသာရေးအယူအဆတွေအပြိုင်ဆိုင်နဲ့စစ်ပွဲတွေလည်းဖြစ်ခဲ့ရပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူလာတဲ့အချိန်မှာတော့မြတ်ဗုဒ္ဓကလောကမှာကိုကိုွယ်တဲ့အရာနဲ့မကိုကိုွယ်တဲ့အရာကိုခွဲခြားပြီးဟောကြားတော်မူခဲ့ပါတယ်။မြတ်စွာဘုရားကလောကမှာယုံကြည်စည်းကပ်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အကျဉ်သူသည်မြတ်စွာဘုရားကို၎င်း၊တရားတော်ကို၎င်း၊တန်ခါတော်ကို၎င်းကိုကိုွယ်စည်းကပ်၏ ထိုသူသည်ဆင်းရဲအမှန်ဒုက္ခသစ္စာဆင်းရဲခြင်းအကြောင်းရင်းမှန်တမုဒိယသစ္စာဆင်းရဲလွမြောက်ရာအမှန်နိရောဓသစ္စာဆင်းရဲငြိမ်းရာနိဗ္ဗာန်တို့အရောက်ကြောင်းအမှန်အင်္ဂါ၈ပါးရှိသောမဂ္ဂသစ္စာဟုသောအရိယာသစ္စာ၄ပါးတို့ကိုမတ်ပညာနှင့်ကောင်းစွာမြင်နိုင်၏လို့ဟောကြားတော်မူခဲ့ပါသည်။ဆိုလိုတာကတော့တန်တရာဝိဆင်းရဲကလွမြောက်ခြင်းရင်ယတနာ၃ပါးကိုပဲယုံကြည်စိတ်ကတဲ့အကြောင်းဟောခဲ့ရပါ။မြတ်စွာဘုရားကကိုးကွယ်ယုံကြည်မှုအမှားရင်းနဲ့ပတ်သက်ပြီးတော့တောတောင်အာရန်အဓိကာ ရအစ်ပင်စရောကိုကိုွယ်ရမှန်သမျှကိုကိုကိုွယ်ခြင်းကဘေးကင်းသောကိုကိုွယ်ခြင်းမဟုတ်မြတ်သောကိုကိုွယ်ခြင်းမဟုတ်အေးရာတွေကိုစိတ်ကခြင်းကြောင့်ဒုက္ခဆင်းရဲမှမလွတ်နိုင်ဆိုပြီးဟောတော်မူခဲ့ပါတယ်။ဒါကိုမကိုကိုွယ်တဲ့အရာတွေကိုကိုကိုွယ်မိမယ်ဆိုရင်တဏှာဝဆင်းရဲမှအဖန်ဖန်တလဲလဲကျင်လဲနေရအောင်မှာပါရတနာသုံးပါဖြစ်တဲ့ဖရာတရားတန်ခါကိုသာကိုကိုွယ်ယုံကြည်မယ်ဆိုရင်တော့ဘေးမရှိတော့ကိုကိုွယ်ချင်းဖြစ်ပြီးမြတ်သောစိတ်ကခြင်းလေးဖြစ်ပါတယ်။ဒါကြောင့်ဒုက္ခကတိမှလွတ်မြောက်နိုင်တဲ့ ယ်လို့ဟောတော်မူခဲ့တာပါဒါကိုပါဠိအနေနဲ့ဘယ်လိုဟောကြားခဲ့လဲဆိုတော့အေတံခောတရဏံခေမံအေတံတရဏမௌတမံအေတံတရဏမာကေမံတပ္ပဒုက္ခပမုစတိဆိုပြီးဖြစ်ပါတယ် ဒီအကြောင်းတွေကိုတာရဏာယေးဝင်ကြီးဌာနကထုတ်ဝေတဲ့ဗုဒ္ဓဘာသာဝင်ခေါင်းတယောက်ဆိုတဲ့စာအုပ်ထဲမှာလည်းအကျေတဝင်းအရှင်းပြထားပါတယ်။ဒါကြောင့်ကျမတို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့အခုလိုသဘာဝဘေးဆိုးကြီးတွေမကြခဏကြုံတွေ့နေရတဲ့ကာလမှာမှန်ကန်တဲ့ကိုယ်ခွယ်မှုတွေကိုပဲပြုလုပ်ကြဖို့တိုက်တွန်းလိုက်ပါရစေရှင်။ပြည်သူများအလုံးကိုစိတ်နှပြစမ်းမချမ်းသာပြီးကကြီးသုံးပါးမှကြော်လွှားနိုင်ကြပါစေရှင်။